ီခဲ့သည်မြတ်အရာအလုံးတို့ခွန်းလို့နားလည်ပေးပါဆိုတဲ့စကားလည်းဒီကကြတော့ကျွန်တော်ကိုရံပရမအုပ်ဆုံးစပြီးတော့ထုတ်ရိုက်လိုက်တာပေါ့နော်အဲ့ဒီငမိုက်တတကပ်ပီးရဆိုတဲ့ဇလန်တွေအပိုင်း20ပေါ့အဲဇလန်တွေတတွေရိုက်ပြီးဆိုလို့ရှိရင်အနည်းဆုံးတော့ဒါအပိုင်း20လောက်ရိုက်မယ်ဆိုရင်တော့တထောင်လောက်မှမကင်နိုင်တော့ရိုက်လို့မရဘူးကျွန်တော်အခုထုတ်ရက်လိုက်တဲ့ဇလန်တွဲမှန်သမျှတော်တော်များများကျွန်တော်အမှုပညာကြံဖို့လောက်ပဲခေါင်းထဲမှာရှိရ ကျွန်တော်ရောင်းလိုက်လို့ထုတ်လို့ရေးသမားတွေဥနော် channel တို့ဘာလို့ဝယ်ွားပြီဆိုလဲသူတို့သိတယ်ဗျစစ်နိုင်ဘလို့ရိုက်လဲပေါ့နော်သူတို့အတွက်ရောဘလို့မှမကြံနိုင်ဘူးဆိုတာသူတို့ကျွန်တော်ကအမှန်တော့ကျွန်တော်ကအလုပ်ပို့လုပ်လိုက်တာဒီကကြတော့ကျွန်တော်ကိုရံပရမအုံးဆုံးစပြီးတော့ထုတ်ရိုက်လိုက်တာပေါ့နော်အဲ့ဒီအမိုက်တသားကပီယာဆိုရက်ဇလန်တွေအပိုင်း20ပေါ့အဓိကတန်ငင်းတွေ3ရောင်းရဲ့တန်ရောစင်တွေပြီးတော့ ဒီကံကြမ္မာဇိုးကြီးရတောက်လျှောက်ကိုးနောင်ကိုလိုက်တယ်ပေါ့ဒီဇလန်းကိုရေးထားတော့ကြာပြီဒါဇလန်းရေးတာဇလန်းဆက်ညောင်ကိုအောင်ခက်နှလုံးသားအလင်ကပေါ့နော်လိုက်တာတော့ဥစော်ထုံးဒီဇလန်းတွေကိုကျွန်တော်ကိုယ်တိုင်ရိုက်ပြီးတော့ကျွန်တော်လူချင်းနဲ့ကျွန်တော်ဖန်တီးချင်တဲ့အမှုပညာတစ်ခုဖြစ်ဖြစ်တာပေါ့လေအဲ့အဲ့တော့ကိုကျွန်တော်ကိုယ်တိုင်ဖန်တီးလိုက်တယ်ဖန်တီးပြီးတော့ဒီဟီပလီယာဒါလူကြီးပိုင်းနေနဲ့ဒါဥဆွေတို့မတ်ချုံွယ်တို့ပြီးတော့ကိုရွှေမန်းနဲ့ပေါ့နော်စသဖြင့်ပေါ့အဲ့ဟိုနေအဲ့ channel ကိုပြလိုက်တော့သူတို့ကြိုက်တယ်ကြိုက်တဲ့ခါကျတော့အဲ့ဒီမှာပြသခွင့်ရပါတယ် ဒီဇလန်းတွဲကအမှန်တမ်းဆိုရင်ကျွန်တော်တို့ကတော်တော်အမှတ်တရဖြစ်ခဲ့တဲ့ဇလန်းတွဲပေါ့ပြီးတော့ဒီကားကလည်းလုံးဝတကယ်ကိုဒရမာကားလေးပေါ့နော်ဒီဇလန်းတွဲထဲမှာလည်းကျွန်တော်ကဒါနည်းလောက်ထားတယ်ပြီးတော့အဲ့ချိန်တုန်းကကျွန်တော်ရိုက်ကူးနေတဲ့အချိန်တုန်းကအပူလိုင်းဖြစ်တဲ့အချိန်အရန်ကိုပူတာအညာမှာဆိုတော့လေကျွန်တော်တို့အဲ့အညာမှာရရရတယ်ပြီးတော့ပါဝင်တဲ့တယောက်ဆောင်နေအကုန်လုံးကလည်းတစ်ခွက်ခံပေးကြတယ်ပေါ့နော်ဒီဇလန်းတွဲမှာဆိုရင် အရန်ကိုလည်းဒါအားရကျေနပ်မှုရှိတဲ့ဇလန်တွဲလေးပါပရိသတ်တွဲလည်းကျွန်တော်အနေနဲ့ကဒါဒရမာလေးဆိုတော့ဟိုတို့တို့အသက်ဆန်းလေးတစ်ခုဖြစ်မှာပေါ့တမီလေးရက်လေဆွန့်တို့အတွက်ဝီရုပြင်စင်ရအောင်ဝီရုနဲ့ပြန်လိုက်ခဲ့နော်ကျွန်တော်လည်းရှင်းတယ်ခင်ဖတ်တယ်ဘယ်လိုမှမဖြစ်သေးတယ်လေဘူး ကျွန်တော်ဘာလို့လဲကျွန်တော်ကအဓိကကျွန်တော်ရိုက်ခဲ့တဲ့ဇလန်းတွေမှာကျွန်တော်ကအဲ့လိုကျွန်တော်တယောက်ဆောင်တယောက်ဆိုတော့ကျွန်တော်ကဇက်ကောင်ဇဲကိုမတူအောင်ချပြတာဗောလေဒီအဲ့ဒီကားမှာဆိုရင်ကျွန်တော်လုံးဝ drummer only ရိုက်ထားတာလုံးဝ drummer ကားကြီးဗောလေအဲဖုံကြီးចောင်းသားတယောက်အနေနဲ့အဲ့လိုရိုက်ပြထားတာဖြစ်တဲ့အတွက်ပြီးတော့ပါဝင်တဲ့တယောက်ဆောင်တွေလည်းအများကြီးပဲပြောကျွန်တော်ကလည်းအဲ့ဒီအမှန်တမ်းပြောရင်ဟို drummer ဆိုကြိုက်တယ်ကျွန်တော်ကလေ drummer တွေကြိုက်တယ်အရင်တော့ကလည်းအဲ့လိုတာမီဇက်တွေအဲ့လိုအများကြီးပါရိုက်ခဲ့ဘူးတဲ့ဟာကြီးရှိရဲ့ ဒီမှာထုံးစံတိုင်းဟောဂမ်ဘီယာနဲ့အဲ့လိုဖြစ်နေတော့လေဂမ်ဘီယာနောက်သွားနေတာဗောလေကျွန်တော်တို့ကဒီအဲ့ငမိုက်တက်တာကက်ပီယာထဲမှာပါဝင်တဲ့အဆိုတော်ကိုကူးဆိုတာအဲ့ဒီဒေတာကန်လေသူကညီလေးအခုရွာမှာရိုက်မလားတဲ့အဲ့အခုသူ့ရွာမှာရမ်းမိုက်တယ်ဗောနော်အဲ့အရင်တော့ကလည်းအဲ့မှာရိုက်ကြတာဟိုရိုက်ကြဆိုတော့ location တော့ကြည့်ရတော့ရမ်းမိုက်တယ်နည်းနည်းလေးတော့ပူတာဗောလေပူတယ်ဆိုမှကျွန်တော်တို့အညာရဲ့ဒီအညာရဲ့ဒေတာတွေဘယ်လောက်လှတယ်ပြီးတော့ဒီထမ်းမင်းနေနဲ့သိရမလား location ကအရန်ကိုလာတော့ကျွန်တော်နေကျွန်တော်ရိုက်လိုက်တဲ့ကားမှန်သမျှကျွန်တော်ကအဲ့လိုပိတ်သက်ကိုတစ်ခုခုပေးချင်တာလေအကြည့်လိုက်ရင်တော့ဒီဘာလဲညာရဲ့အလွမ်းပြေ data လေးတွေအဲရှုခင်းနေ location တွေအဲ့လိုမျိုးဖြစ်နေရမှာကျွန်တော်အဲ့ဒါမျိုးကြိုက်တာကိုကိုတိုင်းလည်းအပင်ပန်းခံပြီးရိုက်တာအဲ့လိုမျိုးရှိခဲ့တဲ့မြတ်အရာအားလုံးအတွက်ခွန်းလုံးနားလည်ပေးပါဆိုတဲ့စကားလည်းနောက်မှပြဿနာစကားမရှိတော့ပါဘူးတကယ်ချင်း အဲအဓိက drama တစ်ခုရိုက်ပြီဆိုလို့ရှိရင်တော့ဟိုဇလန်းပေါ့နော်ဇလန်းပေါ်မှာဇက်ကောင်ကဇက်ကောင်နဲ့ဇက်ကောင်ဇယိုင်းနဲ့ကနှစ်ခုကညီနေဖို့တော့လိုတာပေါ့လေကျွန်တော်တို့ကပြီးတော့နောက်တစ်ခုကဒီ drama ရိုက်ပြီဆိုလို့ရှိရင်လည်းတယောက်ထဲကောင်းနေလို့မရဘူးပေါ့ဘေးနားမှာရှိရဲ့ supporting အားလည်းကောင်းမှုလိုတယ်တယောက်ထဲပဲငိုနေယူနေလို့မရဘူးဒီဇလန်းရဲ့ပံ့ပိုးမှုတွေဒါ director ရဲ့ဇက်ဖန်တဲ့ပုံမှာမူတည်ပြီးတော့အဲ့လိုသွားရတာဆိုတော့ တော့ဒီကားထဲမှာလည်းအမှန်တမ်းတော့အဲကျွန်တော်တို့ကတော့ဒါ drama ဒီကိုထူးကြားဆိုလို့ရှိရင်ဒါအဲသူမလုပ်ဘူးတဲ့ဇက်ကောင်လို့တော့ပြောရမှာပေါ့ကျွန်တော်သူကအဲ့လိုအကြမ်းရမ်းကြီးနေမဟုတ်ဖဲနဲ့ကိုထူးကြားကိုကျွန်တော်ကအလုံးဝဒီ drama ကိုပြီချိုးခိုင်းတာအဲ့တကားလုံးတဒွဲလုံးမှာ तू ကလုံးဝ drama တကားလုံးငိုရတယ်အဲ့လိုမျိုးပေါ့ အဲ့လိုမလို့မတူဒီတေယုတ်ဆောင်တယောက်ကိုလေဓာကြီးပဲဓာကြီးပဲလုံနေမဲ့အတူတူပေါ့ကိုထူးကြဆိုရင်အများအဲ့လိုဘီလိန်လောက်ရတာတို့ကြမ်းရတာရမ်းရတာအဲ့လိုမျိုးလောက်ရတာဒါပေမဲ့အဲ့ကျွန်တော်နဲ့အကူနဲ့အဲ့ကားမှာကြတော့ကျွန်တော်ကလုံးဝအကူကိုလုံးဝတမှုထူးကြတယ်လုံးဝတကယ်ရွာရွာသားတယောက်နဲ့လုံးဝ drama အဲ့လိုကြမ်းတာရမ်းတာတွေအဲ့လိုမဟုတ်ဖ ೇನೆ တကယ်ကိုမိုက်ပါတယ်သူလည်းတကယ်ကိုတော်တော်ကြီးကိုပံ့ပိုးပေးသွားပါတယ်ပါတယ်တကားလုံးငုံနေရသလိုပဲဘာလို့လဲဆိုတော့ဟို ဘဝကလေအဲ့လိုဘယ်လိုပြောမလဲဘယ်နေရာရောက်ရောက်ကန်ဆိုးမိုးမောင်းအောင်လိုက်နေတယ်လို့ကိုယ့်ရဲ့အတိတ်ဘဝကုသိုလ်ခံရကိုယ့်နောက်ကိုအရေးနဲ့မကထက်ချက်မကွာလိုက်နေတယ်လို့ခံစားရတဲ့ခါကျဝကြွေးတစ်ခုကိုပေးဆက်နေရတယ်လို့ဖြစ်နေဇလန်းကြီးอ่ะအဲ့ဒါမျိုးပေါ့အဲ့လိုဇလန်းမျိုးကိုရိုက်ကူးထားတာဆိုတော့အမြဲတမ်းဟိုပြည်သက်ကြည့်ရင်တော့ဒါအမြဲတမ်းစိတ်မကောင်းစရာဖြစ်နေတယ်စားထွက်လာတယ်အဲ့လိုဖြစ်အဲကျွန်တော်ကတော့ခုနပြောနေပါကျွန်တော်တော့ကတော့တခြားစီးပွားရေးမရှိတဲ့ အဲသူလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တခြားစီးပွားရေးလည်းတိတ်မလုတ်တက်သေးတာလည်းပါတာဗောလေပြီးတော့အနုပညာမှာပဲအဆိုင်နေတဲ့ခါကျတော့ကျွန်တော်အနေနဲ့ကတော့ဒါရှိရင်ရှိတယ်လို့ရရင်ရတယ်လို့တော့ကျွန်တော်အနုပညာဖန်တီးဖို့ပဲခေါင်းထဲမှာရှိရယ်အဲခုနပြောနေပေါ့ဟိုတိန်းတစ်ထောင်ရှိရင်တိန်းတစ်ထောင်နဲ့တန်တဲ့ quality တိန်းတစ်ထောင်နဲ့ရနိုင်မဲ့ quality မျိုးဇက်လန်းမျိုးကျွန်တော်ရိုက်မှာဗောလေအဲ900ရှိရင်900နဲ့အဲမှီတဲ့လောက် quality ဇက်လန်းမျိုးကျွန်တော်ရိုက်မှာဗောလေဥမာအဲအပိုင်း20ရိုက်လို့ ဲတထောင်ကုန်တယ်ဆိုလို့ရှိရင်ကျွန်တော်လက်ထက်မှာ900ရှိရင်ကျွန်တော်10ပိုင်းပဲရိုက်မှာပေါ့လေအဲ့တော့ကျွန်တော်နှုပညာနဲ့ပတ်သက်ပြီးတော့ပြည့်တက်ကိုချပြတာဖြစ်တဲ့အတွက်အဲကျွန်တော်အနေနဲ့ကတော့ဟိုနောက်လဲအဲဒီလိုလုတ်လုတ်သွားမှာပါဘာဖြစ်တော့ကျွန်တော်ကိုနိုင်ကလည်းအဲ့လိုဟိုပရိုဂျူဆာမင်းသားတယောက်ဆိုတဲ့အနေထားကိုကြိုက်တယ်ကျွန်တော်အခုထုတ်ရလိုက်တဲ့ဇလန်တွဲမှန်သမျှတော်တော်များများကျွန်တော်အမှုပညာကြံဖို့လောက်ပဲခေါင်းထဲမှာရှိတယ်။ကျွန်တော်ရောင်းလိုက်လို့ထုတ်လို့ရေးသမားတွေဒီခုနော channel တို့ဘာလို့ဝယ်ဝါပြီဆိုလဲသူတို့သိတယ်ဗျ။ စစ်နိုင်ဘလို့ရိုက်လဲပေါ့နော်ပြီးသူ့အတွက်ရောဘလို့မှမကြံနိုင်ဘူးဆိုတော့သူတို့ကျွန်တော်ကအမှန်တော့ကျွန်တော်ကအလုပ်ပို့လုပ်လိုက်တာတခါလေးကြာလို့ရှင်ဥပမာပေါ့သူများသိန်း1000နဲ့ရိုက်တဲ့ဟာကိုကျွန်တော်က900လောက်နဲ့ရိုက်လိုက်တယ်မင်းဘလို့ရိုက်တာလဲအဲ့ဆိုရင် quality မှီပါမလားသူတို့ကောင်းကောင်းမေးနိုင်တယ်မဟုတ်ဘူးကျွန်တော်ကအလုပ်ပို့လုပ်လိုက်တာအလုပ်ကိုများများလုပ်လိုက်တာပေါ့လေအလုပ်ကိုပို့ပြီးတော့အာုံဆက်လိုက်တာအလုပ်ကိုပို့စူးစမ်းလိုက်တာပြီးတော့သူများထက်အချိန်ကိုပို့ယူလိုက်တာဟောဥပမာပေါ့ ျွန်တော်တို့ကျွန်တော်ဒီဘက်မှာ crew ရှိရယ်ဆိုရင်သူများတွေ10နာရီ shooting တင်ကျွန်တော်တို့က10နာရီလောက်ဆို run နေပြီပေါ့သူများတွေ9နာရီတင်ကျွန်တော်တို့က6နာရီပဲ9နာရီလောက်မှတင်နေပေါ့လေအဲအဲ့လိုမျိုးအလုပ်ပို့လုပ်လိုက်တာပေါ့လေငွေကြေးမနိုင်တဲ့ခါကျရင်အလုပ်ပို့လုပ်ရတာပေါ့ပြီးတော့ကျွန်တော်ရှိကျွန်တော်အခုကျွန်တော်ကျွန်တော်ရိုက်တဲ့ဇလန်းတွဲတွေကိုကျွန်တော်တချို့ထုတ်လို့ရေးတွေ company တွေသွားပြတယ်သူတို့ကြိုက်တယ်ယူတယ်ကျွန်တော်ရောင်းကျွန်တော်ပြန်ပြီးတော့ရောင်းလိုက်တဲ့ငွေကြေးပမာဏသူတို့သိတယ်ဆိုတော့ဟိုဒါထုတ်လို့ရေးနေ producer တွေဆိုတာကမသိစရာအကြောင်းရှိဘူးလေ အာဒီလိုရိုက်ရင်ဒီလောက်ကုန်တယ်ဆိုတော့သူတို့သိပြီးသားဒါပေမဲ့ကျွန်တော်ပေးလိုက်တဲ့ဈေးကအော် quality လည်းကောင်းတယ်တန်လည်းတန်တယ်ဇလန်းလည်းဟိုဟာဖြစ်တယ်ဆိုတော့သူတို့ကြိုက်တယ်အဲ့တော့ကျွန်တော်ဗာမျှော်လင့်လဲဆိုတော့ကျွန်တော်တို့ကအမှုပညာပဲမျှော်လင့်တယ်အဲကျွန်တော်တဆင့်တဆင့်နဲ့ကျွန်တော်တို့ကအခုချိန်ကစူးစမ်းနေစေဟိုပရိသတ်တိမှတ်ပြုတဲ့အနေအနေထားလေးမှာပဲရှိတဲ့ခါကျတော့ကျွန်တော်အနေနဲ့ကဘယ်လိုစူးစမ်းရမလဲခေါင်းထဲမှာရှိနေတော့အကျိုးအမြတ်ကိုတော့အောင်မြင်မှုကိုပဲကျွန်တော်လှုပ်ချင်တာကျန်တာတော့ဘာမှမဟုတ်အဲဇလန်းတွေတတွေရိုက်ပြီဆိုလို့ရှိရင်အနည်းဆုံးတော့ ဒါအပိုင်း20လောက်ရိုက်မယ်ဆိုရင်တော့1000လောက်မှမကင်နိုင်တော့ရိုက်လို့မရအောင်အဲ့ဒါကင်ထားပြီးရိုက်မှရမှာဆိုတော့အဲ့ဒီပုံမှာတခါကြလို့ရှိရင်ဇလန်တွေတွေကို2000 3000ကုန်နဲ့4000ကုန်နဲ့ဆိုတာကဟိုကုန်ရတဲ့အကြောင်းရင်းတွေရှိတယ်။ဟိုဘယ်လောက်ထိတုံးလိုက်တာလဲ၊ဘာတွေလုံးလိုက်တာလဲပုံမှာလည်းအများကြီးမူတည်သေးတာ။ဟိုတခါကြရင်ငွေကြီးဟိုတိတ်မကုန်ခြင်းဆိုတော့တယောက်တည်းပတ်ပြေးနေပါရမယ်။အဲတခါကြရင်တော့ကိုယ့်ကိုအားမလိုအားမရဖြစ်တာပေါ့လေ။ အဲတခုပဲစိတ်ပူတာပေါ့ကိုစူးစမ်းမှုနဲ့ကိုလှုပ်ဆောင်နေတဲ့အချိန်ကာလတခုထဲမှာမှမအောင်မြင်ခဲ့တဲ့ခါကြရင်အောင်မြင်မှုကိုကိုလိုချင်တဲ့လောက်မရခဲ့ဘူးဆိုတဲ့ခါကြရင်အသက်ရွယ်နှောင်းသွားရင်ကိုလှုပ်ချင်တဲ့လောက်မလှုပ်လိုက်ရမှာစိတ်ပူတယ်ကိုရိုက်ချင်တဲ့ဇလန်းနေရိုက်ခွင့်မရလိုက်ရမှာစိတ်ပူတာပေါ့ဟောအဲ့ဒါလည်းပြဿနာမရှိပါဘူးကျွန်တော်ခုနကပြောနေပါကန်တရားကလည်းအရေးကြီးပါတယ်အဲ့တော့စူးစမ်းမှာပေါ့လေဘယ်လိုပဲဖြစ်ဖြစ်အဲ့အနုပညာနဲ့ပတ်သက်ပြီးတော့တေယုဆောင်နဲ့ပတ်သက်ပြီးတော့ အဲဘယ်တော့မှမောသွားတယ်လို့စိတ်ကုန်သွားတယ်လို့ကတော့ကျွန်တော်တစ်သလုံးရှိမှာမဟုတ်အဲကျွန်တော်ကဝါဒနာပါလို့အမှုပညာကိုလုပ်ခဲ့တာလေအဲပေါ်ပင်ဖြစ်ချင်လို့လည်းမဟုတ်ဘူးအဲဘာမှပေါ်ပူလာဖြစ်ချင်လို့လည်းဘာမှမပါဘူးကျွန်တော်အမှုပညာကိုတကယ်ရင်တဲ့ဝါဒနာပါလို့ငွေလေးတဲ့ဝါဒနာပါလို့ကျွန်တော်တကယ်ဒုက္ခခံစူးစမ်းပြီးတော့လှုပ်ဆောင်ခဲ့တာအခုချိန်ထိပဲအခုချိန်ထိလည်းလုံနေအောင်နောက်လည်းလုံနေအောင်ပါ